လက်ရှိကျွန်တော်နိုင်ငံကောင်းဆောင်နေအေးဆေးဆေးပါပဲတနည်းအားဖြင့်ကျွန်တော်တို့အစားအသောက်မပြတ်ပါဘူးအစားအသောက်လုံးဝပြတ်စရာလည်းအကြောင်းမရှိပါဘူးတစ်ဖက်နဲ့တစ်ဖက်ကကျွန်တော်နိုင်ငံရေးရဲ့ဖြစ်တည်မှုတွေလုံးဝမတူပါဘူးခင်ဗျာအချိန်တန်ထွန်းမှုမြင့်ဒီဝင်တဲ့မပေါ့လို့ပေါ့ပြောဘာမှမနဲ့တုံ့တော့လဲတခုတ်ဒီဘူးဒီလားအနေနဲ့သာဆောင်နေတဲ့ချုံစပေါ်မနေတဲ့လေလို့ဒီတော်လိုင်းပြီးတဲ့အချိန်အဲ့ဒီလောက်သာပါလို့ပြန်ဆောင် ဟယ်လိုချာရမီဘပီတူညီကိုမော်ရမများအလုံးမိုက်မင်္ဂလာပါ newsbit channel ကနေပြန်မှကြိုဆိုလိုက်ပါရယ်2025ခုနှစ် match လ13ရက်နေ့ကျွန်တော်ကြာတပရင်းနေမှာပြန်မှနောက်ဆုံးရရှိထားတဲ့တော်လိုင်းတရင်ကောင်းများစွာရှိတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှလည်းပါတယ်ပေါ့နော်တော်လိုင်းရဲ့အဆိုရနေပြန်မှယူဆောင်လာပေးတဲ့တရင်ကောင်းတွေဖြင့်ဘုံမိုက်ခွဲလက်ကျေကွက်လောင်မြေတောင်တွေလည်းကြီးရှုရမှာမလို့ကျွန်တော်နဲ့သူဆက်ဆုံး relation လို့ပြချဖို့ကျွန်တော်ဒီနေ့ကနေတောင်းဆိုပါတယ်ကျွန်တော်တို့ခါတိုင်းလိုပဲဗီဒီယိုတွေမှာကြည့်ခင်မှာအယုံဆုံးအနေနဲ့သတင်းပစ်ကိုအယုံဆုံးကြည့်လိုက်ရအောင်နော်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ ဝန်ပြည်နယ်ရေးမျိုးနယ်ကန်တူးကျေးရွာထိပ်မှာကျေးရွာလမ်းကိုပိတ်ဆို့ပြမကင်းဆောင်နေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမလာစတဲ့နေကရေဘလူဖွဲ့ကတွားရောက်တိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကျေးရွာဖြတ်တန်းတွာလာလမ်းကိုကြောက်ပုံနဲ့ပိတ်ဆို့ထားတာကြပါပြီ။သူတို့ကအဲ့မှာပဲနေတယ်။ကားတွေတွေ့ရင်ဖမ်းတယ်ပိုက်ဆံတောင်းတယ်ရွာသားတွေစကန်နဲ့လာရင်လည်းပါတဲ့စားဆရာယူတယ်အဲဒါကြောင့်ဝင်တိုက်တယ်ဆိုပြီးတော့မှရေဘလူဖွဲ့ကောင်းဆောင်နေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ရှင်းရောနော်စစ်ခွေးတွေကတော့ကျတို့ကျေးရွာသူကျေးရွာသားတွေပုံမှာနဲ့တဲ့စီးနှင်းလုံးနေတာပြမှာသူတို့ဒီငွေတောင်းဖို့ပဲစိတ်ထဲမှာရှိနေကြတဲ့ ဒီခွေးတတာအုပ်စုတွေဆင်းဆိုတာကျွန်တော်တို့အားလုံးသိရှိတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့မွန်ပြည်နယ်ကရေဘလူဖွဲ့ရနေပြီးတော့မှအဲ့လိုမျိုးလို့စာနေကြတဲ့ကောင်တွေနောက်ထပ်သတင်းသဘောအနေနဲ့ကတော့စကိုင်းတပ်မ33ကဒုတက်ချက်တယောက်နဲ့ပလဲမျိုးခံတပ်ကတပ်သား2ယောက်လက်နဲ့ပြေဆုံနဲ့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်အလင်းဝင်လာသူ3ယောက်ထဲက2ယောက်ဟာဆိုရင်စုမှုထမ်းဖို့အတင်းအဓမ္မတပ်သားစုဆောင်ခံခဲ့ရသူတွေဖြစ်ပြီးတော့သူတို့စီမှာ MA1 တနတ်နယ်လေးနဲ့ဂျီဘောင်းနှစ်ခု G49 တောင်းပါလာခဲ့တာဖြစ်ပါတယ်လက်နဲ့တယ်ဆောင်လာခဲ့တဲ့ တတနေရောက်ကိုတရုတ်ငွေကြေးသိန်း30စီစုချင်းမြင့်ခဲ့ပြီးတော့မှဘေကင်းရောက်ပို့ဆောင်ပေးခဲ့တဲ့ဆိုပြီးတော့မှဘုံမမျိုးသားတော်လိုင်းရေးတမတော် BNR ကနေပြီးတော့ထုတ်ပြန်ထားတာပေါ့နော်အခုဆိုကျွန်တော်တို့အညာဒေတာမှာလည်းတိုက်ပွဲတွေတော်လေးပြင်းထန်နေတဲ့အချိန်မှာပဲကျွန်တော်တို့တော်လိုင်းရာစုတွေကိုယူဆောင်လာပေးတယ်ပေါ့နော်ဒီလိုမျိုးလေလက်ခဲတွေနဲ့တူတတတဲ့တွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှဝန်တာအားရဆောင်နဲ့ကြိုးဆိုတဲ့ဆိုတဲ့အကြောင်းကိုလည်းထက်ကတလဲလဲပေါ့နော်ထုတ်ဖို့ပြောချထားတာမို့လို့စကောင်စီတတတွေနဲ့ပြည်သူဘက်ကအမြန်ဆုံးအလေးဝင်ချင်တယ်ဆိုရင်တော့ တို့နိစက်တော်လိုင်းရဆိုတဲ့အစီအမပေါ့နော်ခလုံးလို့ရတဲ့ဆိုတဲ့ကြောင့်ဒီနေ့ကနေကျွန်တော်တီးပေးပြောလို့ပါတယ်။ကြည့်ကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြက်မှာကတော့ဆရာလူမြတ်ကျော်ကနေပြမပြောထားတဲ့ပေါ့နော်။အခုဆိုရင်ကျွန်တော်ဒီတော်လိုင်းရေးမှာစစ်ပွဲတွေမှာအောင်ပွဲတွေရရှိနေတဲ့အချိန်မှာပဲတစ်ဖက်ကနေပြတော့မှာကျွန်တော်နိုင်ငံရေးမျိုးမျိုးတွေလည်းရှင်းထားတဲ့ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ဆရာလူမြတ်ကျော်ဘယ်လိုမျိုးသုံးသပ်ပြောဆိုထားလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်။ရန်သူဟာရုရှားတေးကိုကာပါလုတ်ပြီးတိုင်းပြည်ကိုခင်တိုင်းကျဲရုပ်မှာဘူး။နီလန်ပေါင်းစုံနဲ့ပြင်ဆင်နေချိန်မှာ ျွန်တော်တို့ဒီဘက်ကတော်လိုင်းအင်အားစုကြီးတွေရဲ့ခေါင်းဆောင်ကြီးတွေဟာဘေးကောက်ပွဲပျက်စီးရေးကိုဆောင်ပြီးပြောနေကြတယ်စစ်နိုင်ရင်ရွေးပောက်ပွဲလုပ်လို့မရဘူးอืมနေပြည်တော်ကိုတတ်သိမ်းနိုင်ရင်ရွေးကောက်ပွဲလုပ်လို့မရဘူးရှင်းလို့ဘလောက်အော်အော်ဘလောက်ပြောပြောစစ်နိုင်တိုက်ရေးကိုတွားရအောင်ဖြစ်ပါတယ်တိုးတော့တပတ်မှာစစ်အနိုင်တိုက်ရေးကြီးပဲပြောတော့လက်နက်ကင်အားလက်နက်ပါဝါစစ် စီပါဝါမြင့်တက်လာတာနဲ့အမြန်လက်နက်ကင်သူတွေရဲ့အချို့သောပုံကူတွေရဲ့ရှင်းဝိမဲ့အဓိကတော့ပါတုံးလုံးနေများတယ်တချို့ LPDF တက်တည်လဲရှိတယ်တချို့တတနှစ်တက်လောက်ရှိတယ်ဒါပေမဲ့နေတယ်မရှိတလောက်ပါတုံးလုံးနေရဲ့တရင်နေလိုင်းလိုင်းထပြီးလက်နက်ရဲ့အရတာကိုတွေ့လာကြတဲ့အခါကျစီပါဝါကြီးပဲလွတ်ထားလို့မရဘူးနိုင်ငံရေး အတွေးခေါ်သဘောတရားယုံကြည်ချက်ကိုတက်ဆင်ကြရအောင်ဖြစ်လိမ့်မယ်ဆိုတဲ့အယူအဆကြီးကိုလွန်ခဲ့သောနှစ်တွေကကျွန်တော်တို့ခဏခဏပြောပါတယ်အဖတ်မလုပ်ပါဘူးအခုဆိုရင်တော်လန်တက်တွေအသီးသီးမှာနိုင်ငံရေးအတွေးခေါ်လက်နက်ကိမဲ့နေတော့တွေ့ရပါတယ်တော်တော်များများပါဗျာတချို့တက်တွေတက်ကောင်းဆောင်တွေမှာတော့ရှိတယ်တချို့တက်မှုတော်တော်များများမှာနိုင်ငံရေးမသိကြဘူးကငါတို့ကစစ်တိုက်ဖို့ပဲငါတို့ကတော်လန်ဖို့ပဲ မှန်တယ်နိုင်ငံကြီးမသိပဲတော်လန်လို့မရဘူးတော်လန်ကြီးဟာနိုင်ငံကြီးကနေဖြစ်လာတာနိုင်ငံကြီးပြဿနာကြောင့်တော်လန်ကြီးဆင်ွေတာတော်လန်ကြီးဆင်ွေတာမှတော်လန်ပုံတရနီးပေါင်းစုံကနေတဆင်ဆင်ကဲပြောင်းလဲမှုဖြစ်စဉ်ရမဖြစ်မနေလက်နက်ကိုင်တိုက်ပွဲကိုဆင်ွေတာဖြစ်ပါလေလက်နက်ကိုင်တိုက်ပွဲတည်းဆင်ွေပြီဆိုရင်ကျင့်ဝင်စည်းစံအတွေးခေါ်မရှိဘေးထွက်ဆိုးကျိုးတွေအများများပါလေဟုတ်တယ် ဒါကိုကျွန်တော်တို့တတ်မှုတွေတတိချာချာလုပ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီရပိုင်းနေမှာတမှုတွေစူးစီးဆွေးနွေးပြီးတော်လိုင်းရေးကိုသွေးသိလောင်းကြဖို့လိုပြီ။နိုင်ငံလုံးဆိုင်ရာစီဩစာကြီးလူတွေဖြစ်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဗိုလ်ချုပ်ကွန်ဘောမဖြစ်မနေအမျိုးသားညီညွတ်ရေးအစိုးရကကာဝေးဝန်ကြီးဦးရီမူလူမျိုးတွေကျွန်တော်တို့တွေ့ချင်နေပြီစကားပြောချင်နေပြီကျွန်တော်တို့လူလူကိုတင်ပြစီချင်နေပြီ။ကဲဒီမှာဆရာလူမြတ်ကျော်ပြောသလိုပဲပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းရေးမှာ နိုင်ငံရေးစီးရေးတွဲပြီးတော့မှအမျိုးမြင်လေးတွေရှိတတ်ဖို့လိုနေတာပဲဖြစ်ပါတယ်။ခုစဉ်စကောင်စီရနေပြီးတော့မှကျွန်တော်ဒီတော်လိုင်းတဖွဲ့ဝင်တွေနဲ့ပြည်သူတွေကြားထဲမှာတွဲကောင်ပြောဆိုနေတဲ့အချိန်မှာပဲပေါ့နော်။ကျွန်တော်တခြားဒီတော်လိုင်းတဖွဲ့တချို့ ਆ ဆိုရင်ပြည်သူတွေပုံမှန်နဲ့ထက်စီးနေတာတွေလို့ပြီးတော့မှလက်နေရဲ့အရာတောင်တွေ့ပြီးတော့မှပေါ့နော်။ဘူချာဆူမိုးနေတယ်လို့ကျွန်တော်ကြားသိရတာတွေရှိတာဖြစ်ပါတယ်။အဲ့လိုမျိုးဟာတွေကိုကျွန်တော်ဘက်ကနေပြီးတော့မှသတိချက်ပြီးတော့မှပေါ့နော်။ဒီတော်လိုင်းကောင်းဆောင်တွေအထူးသဖြင့်သူတို့ဒီအင်အားကြီးတော်လိုင်းအားဆိုတွေကနေပြီးတော့မှချင်းချင်း တွေ့ဆုံမှုတွေရှိပြီးတော့မှပြဿနာလေးတွေကိုဖြေရှင်းချဖို့လိုနေတာပဲဖြစ်ပါတယ်။ဒီလိုမှမဟုတ်ဘူးဆိုတော့ကျတို့ဒီတော်လိုင်းကြီးပြီးတဲ့ချိန်ကြာမှာပေါ့နော်။ဖြေရှင်းရမယ့်ပြဿနာ16000ကမနေမနောကျတို့နောက်ကိုရောက်ရှိလာမှာဖြစ်ပြီးတော့မှကျတို့ဒုက္ခလာလာတွေ့ဖို့ရှိနေတာပဲဖြစ်ပါတယ်။ခုချိန်ကလေးကကျတို့အနေနဲ့ဖြစ်လာမဲ့ဒီပြဿနာပေါင်းစုံကိုကြိုရှင်းထားပြီးတော့မှပေါ့နော်။ပြီးသူတွေနဲ့တသားထက်ရက်တည်ဖို့လိုနေတယ်ဆိုတဲ့အကြောင်းလေးဒီမှာဆရာလေးမျက်ကြောရင်ပြီးတော့မှမိဘပြီးသူတွေပြီးအောင်အတိပေးပြောဆိုထားတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတင်နေပါတော့ကောတောင်မျိုးကအထက်ကိုဖားရဖို့ဆိုပြီးတော့မှ ငွေကောက်ကျန်းနေတဲ့စစ်ခွေးရဲခွေးတွေအကြောင်းကျွန်တော်တချို့လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ကြကပြည်သူ့စကားအစီအစဉ်အနေနဲ့ကော့တောင်းမြို့ကပြည်သူတော်ဦးပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကော့တောင်းမြို့မှာရေစခန်းမှာဒူရဲအုပ်ငင်းချန်းစုနေရင်ဝေလင်းဟန်နေရင်ဝင်းကျော်နိုင်နေရင်မျိုးစော်လင်းတို့ဟာကော့တောင်းမြို့နယ်15မိုင်ကျေးရွာကမူရစီဝါတရက်ခန့်လင်မယား2ဦးကိုဖမ်းဆီးပြီးတရက်ခန့်အိမ်ကနေဆိုင်ကယ်တစ်စီးပါယူဆောင်သွားတဲ့အပြင် ကွင်းဆက်တရက်ခန်းလို့ဆိုပြီးမူရစေဝါနဲ့မသက်ဆိုင်တဲ့ချောင်းဆလန်ကျေးပါကကိုလင်းလင်းဆိုသူထံကမြန်မာငွေကျပ်3900တောင်းခံပြီးမပေးပါကအမှုနဲ့မသက်ဆိုင်တဲ့တရက်ခန်းအဖြစ်သတ်မှတ်ပြီးတရားစွဲမယ်ဆိုတဲ့သတင်းကိုဒေါနာကပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်မှာတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီသတင်းကိုတင်ဆက်ခဲ့ပေမဲ့လေလူရဲအုပ်ငင်းချမ်းဆိုးနဲ့နေရင်းရတက်ဖွဲ့ဝင်အချို့ဟာစကံမူရဲမှုထင်ပေါ်နဲ့ပေါင်ပြီးသူတို့ကိုအထက်ကအေးမယူစေဖို့အတွက် ရဲတပ်ဖွဲ့အကြီးအကဲများကိုလက်ထိုးရန်အတွက်အနိုင်ကျင့်ငွေတောင်းခံခြင်းခံရသူကိုလင်းလင်းအောင်အမှုနဲ့ပတ်သက်ပြီးသတင်းမီဒီယာမှာဖော်ပြခံလိုက်ရတာကြောင့်တရခန့်အဖြစ်ထည့်သွင်းဖော်ပြရတော့မှာဖြစ်ကြောင်းဒါပေမဲ့လူကိုတော့မဖမ်းမဲထားပေးမှာဖြစ်ကြောင်းအဲ့ဒီအတွက်မြန်မာငွေကျပ်15သိန်းထပ်မံပေးရမှာဖြစ်ကြောင်းအခုကိစ္စကိုစကမ်းမှုပါတည်သွားတာကြောင့်သူ့ကိုထပ်ပြီးဂါရဝပြုဖို့အတွက်ပေးရမှာဖြစ်ကြောင်းငင်းချန်ဆိုးနဲ့ဝင်းလင်းဟန်တို့ကထပ်မံချင်းချောက်ပြီး ငွေများထပ်မံတောင်းယူတာကြောင့်ရဲတပ်ဖွဲ့အကြီးအကဲတွေတည်အောင်တိစက်ပေးပါလို့ရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့စမတို့ဒေါနာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစ်စစ်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ကိုရီမာကျော်တို့ကြားတဲ့တိုင်းဆိုမှာနော်ဒီကောတောင်မျိုးမရက်စကန်ကစစ်ကောင်စီတပ်ဖို့နေရတော်တော်လေးကိုဆွဲနေတာကိုကျွန်တော်တို့သိရှိတာပဲဖြစ်ပါတယ်။လူမျိုးပြည်သူတွေပုံမှန်ထိနှိုင်းကြပြီးတော့မှာ ဒီငွေကိုကြုံတယ်လို့ကောက်နေတာဆိုတာတော့ဗောနော်ကျွန်တော်ပြည်သူတွေရဲ့ trainer စာတွေကိုတို့အနေနဲ့ကုတ်သွေးစုံနေတာဖြစ်ပါမှာခုဆိုရင်တရင်မှာပါဖော်ပြခံရလို့တော်တော်လေးကိုတုံးလို့ချောက်ချနေကြတာပဲဖြစ်ပါတယ်။ငွေဆေးကိုအကြောင်းပြပြီးတော့မှကျွန်တော်ပြည်သူတွေစီကနေငွေကောက်ချနေတယ်ဆိုကြတဲ့ကကျွန်တော်ဘက်ကနေပြတော့မှဒီတော်လိုင်းမှာရှင်းပြမဲ့အုပ်စုတွေဖြစ်တယ်ဆိုတာခုဆိုကိုကိုကိုနဲ့တွေးနေရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမိုက်ကွာကျော်စိုးကနေပြတော့မှဒီဖိလစ်ပိုင်သမ္မတဟောင်း ICC ဖန်ဝင်နေပေါ့နော်ဖန်ခံပြတဲ့နောက်ပိုင်းမှာမကြခင်မှာလည်းမျောလိုက်လဲ အဲ့လိုမျိုးဖြစ်လာနိုင်တဲ့ဆိုတော့ပုံစံမျိုးနဲ့ပေါ့နော်ပြောဆိုထားရတာလည်းကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်ဒူတာဒေးကို ICC ကိုလွှဲပြောင်းဖို့လွှဲပြောင်းဖို့လေးစေးကလည်းကျွန်တော်လွှဲပြောင်းတဲ့အခါမှာဒီလေးစေးရဲ့အပြစ်ဘက်မှာနိုင်ငံသူနိုင်ငံသားတွေကစုပြောမျိုးတောင်းဆိုကြည့်နေကြကြည့်နေကြကြည့်နေပြီးတော့လက်ရှိကျွန်တော်တို့ဒီ online မှာသူလှုပ်ရှားမှုတွေတွေ့လာတယ်အဲ့ဒါကလက်ရှိတမရဒီမာကိုရဲ့မျိုးဆက်ဖြစ်တဲ့ final မာကိုကိုဖြုတ်ချဖို့အတွက် လက်ရှိသူတို့နိုင်ငံတနိုင်ငံလုံးနိုင်ငံရေးလှုပ်ရှားမှုတွေလုပ်မယ် နိုင်ငံလှုပ်ရှားမှုလုပ်ဖို့အတွက်လက်ရှိကျွန်တော်ဖလက်ပိုင်မှာတော့နိုင်ငံလှုပ်ရှားအကြီးဖြစ်လာပြီအဲ့တော့လက်ရှိကျွန်တော်တို့ဒီ Facebook တွေရောအခြားသော social platform တွေကနေပြီးတော့သူလက်ရှိတမနာကိုဖြုတ်ချဖို့ဆိုပြီးတော့စီယုံလှုပ်ဆောင်မှုတွေလောက်လာတယ်အဲ့တော့နောက်နောက်ရက်ပိုင်းတွေမှာဒီမြင်ကွင်းတွေကတော်တော်လေးမြင်ရမယ်အဲ့တော့ကျွန်တော်စဉ်းစားမိတာကဒီအချိန်ဒီမှာမကူရဲ့မျိုးဆက်ကမျိုးဆက်ပေါ့လက်ရှိတမနာကသူနိုင်ငံရေးလက်စားချက်မှုတွေလုပ်တယ်နိုင်ငံရေးလက်စားချက်မှုတွေလုပ်တဲ့အခါမှာသူလဲသူ့ရဲ့အဖေနီးသူအမေရိကန်ကိုသူပြေးရမယ့်အနေအထားဖြစ်သွားပြီအချိန်တစ်ခုမှာဒီလက်ရှိ ကိုင်းလူပြည်သားတွေရဲ့စူပူမှုကိုသူကမထိန်နိုင်ဘူးဆိုရင်မထိန်နိုင်ဘူးဆိုရင်လက်ရှိဖိလစ်ပိုင်သမ္မတဖိုင်နယ်မာကိုကသူ့ရဲ့အဖေနီးတူသူ့ရဲ့အဖေနီးတူသူအမေရိကန်ကိုပြေးရတော့မှာပြေးရမယ့်အနေအထားဖြစ်လာပြီအဲ့တော့လက်ရှိဒါကကျွန်တော်တို့ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံအခြေအနေအဲ့တော့မြန်မာနိုင်ငံရဲ့ဒီနိုင်ငံရဲ့အခြေအနေကဒါဒီကျွန်တော်တို့ဒီကျွန်တော်ရဲ့နိုင်ငံခေါင်းဆောင်ပေါ့ဗျနိုင်ငံခေါင်းဆောင်ကိုလည်းတို့တို့ဒီလိုမျိုးတွေတို့ဖန်ဝင်ထုတ်တယ်ပေါ့ဗျစသဖြင့်အခြေအနေတွေဖြစ်လာတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့နိုင်ငံ ကျွန်တော်နိုင်ငံတနိုင်ငံလုံးမှာတကဘာလုံးမှာရှိတဲ့မြန်မာနိုင်ငံသားတွေမြန်မာမြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံသားတွေရောပြီးတော့တစ်ဖက်မှာရှိတဲ့ကျွန်တော်တို့ဒါတတ်မလို့ချစ်တဲ့သူတွေနိုင်ငံတော်ချစ်တဲ့သူတွေနိုင်ငံကိုချစ်တဲ့သူတွေသိရမှာကကိုဖက်ရဲ့နိုင်ငံရေးချင်းနေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံချင်းနေတခုမှမတူဘူးနောက်ခံအကြောင်းတရားတွေလည်းမတူဘူးသူ့ရဲ့နိုင်ငံရေးဖြစ်စဉ်တွေလည်းမတူဘူးအဲ့တော့လက်ရှိကျွန်တော်နိုင်ငံကောင်းဆောင်နေအေးအေးဆေးဆေးပါပဲတနည်းအားဖြင့်ကျွန်တော်တို့အစားအသောက်မပြတ်ပါဘူးအစားအသောက်လုံးဝပြတ်စရာလည်းအကြောင်းမရှိပါဘူးတစ်ဖက်နဲ့တစ်ဖက်ကကျွန်တော်နိုင်ငံရေးရဲ့ ဖြစ်တည်မှုတွေလုံးဝမတူပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်တို့ဒါကတော့ဒါဖိလစ်ပိုင်နိုင်ငံသမားတွေရဲ့လက်စားချေမှုပါအဲ့တော့ဆက်ကြည့်ပါဒီမှာကျော်ဆိုးပြောတဲ့အတိုင်းဆိုပါတော့အခုဆိုရင်ဒီဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကသူတို့ချင်းချင်းပဲပြတော့မှလောက်ကြောင်ခိုင်းတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်ပါတယ်မျောလိုက်နေတယ်လဲအဲ့လိုမျိုးဖြစ်ခံဖို့ပါတော့အခုဆိုရင်ဒီတရွင်ပုံပေါ်မှုတွေရှိဖို့လိုနေတာဖြစ်ပြတော့မှစစ်ကောင်စီခေါင်းဆောင်တချို့အနေနဲ့ဒီလိုမျိုးပြတော့မှပါနော်စဉ်းစားချက်ဖို့လိုနေတာပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုတော့ မြောက်လိုက်ဖမ်းမခံရသေးဘူးဆိုရင်ခမားတို့တွေနဲ့လည်းတမိုင်းတိုက်ခံဖြစ်တော့မယ်ဆိုတာကတော့ကျွန်တော်ဘက်ကနေဘယ်တော့မှရဲအကြီးပြောလို့ရနေတာဖြစ်ပါတယ်အကရဲမြောက်လိုက်တာဒီ ICC ဘက်ကနေဘယ်တော့မှဖမ်းခံမယ်ဆိုရင်တောင်းမပါဘောနော်ဒီ ICC ကသူတို့အချင်းချထားတဲ့အချင်းထောင်တွေနဲ့မြောက်လိုက်ကလုံးဝကိုမကိုက်နိုင်ဘူးဆိုတာကျွန်တော်ပြောလို့ရနေတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့မြောက်လိုက်ဟာဒီထက်ပိုပြီးတော့ဘောနော်ဆွဲတဲ့အချင်းထောင်မျိုးမှာထောင်နှံဆန်တင်နေတာဖြစ်ပါတော့ကျွန်တော်တို့ပြည်သူလူထုကိုသူကနေပြုံးမှာပြုံးမှုခဲ့တဲ့အတိုင်းအင်းစင်ထောင်တို့မှာထောင်လာနစ်ရှိကာလများစွာပါနော်ချမှတ်တင်တဲ့ စကောင်းဆောင်ခိုးဝဲစားပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့အပသားတကောင် ဖြစ်တဲ့မင်းသားကြီးကနေပြတော့မှာပါနော်။သူတို့ရဲ့ပေါ့ဖို့ပေါ့ဖဲဖြစ်တဲ့ BGF ကောင်းဆောင်ဆော့ချစ်တကိုဘယ်လိုမျိုးဆုံးမတတိပြပြောဆိုထားလဲဆိုတာကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်။ကျွန်တော်မြောက်ဒီမျိုးသိမ်းတိုက်ပွဲတွေပေါ့နော်။ဖြစ်ခဲ့တယ်။ပြီးတော့ကျွန်တော်ဒီရက်ထဲမှာကိုဆော့ချစ်သူရင်းမီယာတွေနဲ့ဖြစ်ကြတဲ့ဖြစ်ကြမှုတွေပေါ့။တိုင်းမှာရှိတဲ့ရဟတ်ရှင်လူပြည်သူတွေတိမှာ။ကိုဆော့ချစ်သူရဲ့တိမှာ။ ကစောကြည့်ကိုကျွန်တော်ကကျွန်တော်အကူကြီးလိုပဲကျွန်တော်ကတန်ဖိုးထားလေးစားကုန်တယ်။အကြောင်းဆိုကိုတိုင်းမီကိုလူမျိုးကိုပါတာကိုတော်လာတဲ့ကင်ပီနိုင်တွေရွေးချွင်နေဥဆောင်ဥရလုပ်နေတရားမလို့ကျွန်တော်ကလေးစားတယ်။ဟမ်ဒါနဲ့ကျွန်တော်ကျွန်တော်ပေါ့ရှယ်ရှာနော်။အပေးကြီးမှမရှိဘူး။ဘာကြောင့်ကျွန်တော်ဖက်ပြီးရက်တည်တယ်ဆိုတော့ကျွန်တော်ကကြောက်ခဲ့တယ်လို့ပါဗျာ။ကျွန်တော်တို့ကယူနီဖောင်းတွေဝတ်တယ်။အဲ့ယူနီဖောင်းမှာသစိတ်တွေရှိတယ်။အဲ့ဒီသစိတ်ကို တန်ဖိုးထားလေးစားပြီးတော့ဂုံတက်ဖို့လိုတယ်နော်ဒါလေးကိုလည်းကိုစောချစ်သူအနေနဲ့သိဖို့လိုတယ်ဒီနေ့ကိုစောချစ်သူအခက်တွေ့နေကိုစောချစ်သူကိုရိုးရရလည်းမကင်နိုင်ဘူး BG ကလည်းမကင်နိုင်ဘူး KNU လည်းမကင်နိုင်ဘူးကိုစောချစ်သူကိုကင်နိုင်တာဒီနိုင်ငံစမောင်းကျွေးကောင်စီအစိုးရဖွဲ့ကြီးနဲ့မြန်မာတက်မှာတော့ပဲအဲ့ဒါကိုကျွန်တော်ကိုကြီးကိုစောချစ်သူသိဖို့လိုတယ်မင်းသားကြီးက မင်းသားကြီးရဲ့အကိုနဲ့အတူရှိတယ်ဆိုတာကျွန်တော်ကယူနီဖောင်းတွေထားတယ်အဲ့ယူနီဖောင်းကဒီစိတ်ပေါ့အဲ့ဒီစိတ်ကိုလေးစားတံမိုးထားပြီးတော့ဂုံထက်မယ်ဆိုရင်ကျွန်တော်ကကိုစောချစ်သူနဲ့အတူရှိမယ်ဒီကောင်တွေချင်းချင်းတော့ပြန်ခိုင်းနေပြီနော်အခုဆိုစောချစ်သူကမြောက်လိုက်ရဲ့ မစားဖြစ်ချက်ချွေးချင်းကိုခံရတော့မယ်ဆိုတာကတော့အလုံးတည်တဲ့အတိုင်းပဲဖြစ်ပါတယ်။ထိုင်းဘက်ကနေပြည်တော်မှာဆွေးချက်သူကိုအခုဆိုရင်ဖောင်ရံထုတ်နိုင်ဖို့အတွက်တည်တည်ထောက်ထားတွေကိုအလုံးလုံးနဲ့ပေါ့နော်ရရှိနေတာမို့လို့မကြခင်မှာတော့ဆွေးချက်သူဟာဆိုရင်ထိုင်းရရှိတွေရဲ့ဖန်ဆီးချုံခံမလဲဆိုတာတော့ကျွန်တော်ဆုံးချက်မှာပဲဖြစ်ပါတယ်။ဒီချိန်မှာမြောက်လိုင်းကနေပြည်တော်မှာလည်းကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်ပတ်သက်မှုတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ဆွေးချက်သူကနေပြည်တော်မှာထုတ်ဖို့ပြောကြားမှုတွေရှိမလာခင်မှာပေါ့နော်။ ဒီ socket တို့ကိုဒီထိုင်းနဲ့တရုတ်လက်ထက်ကိုအမယ်လို့ကျွန်တော်ယုံကြည်ရတာဖြစ်ပါတယ်ဒီလိုမျိုးမြောင်းလိုက်တဲ့သူတို့ပေါ့မာတွေဟာဆိုရင် ကောက်ချေရုံမှာပြပြမှာပေါ့နော်သူတို့အောက်ခြေတသားတွေနဲ့ဒီလိုသူတို့တွဲဖက်ပြမှာစီပွိုင်းလုံးနေကြတဲ့အကောင်းဆောင်တွေတော့မှပြန်ပြတော့မှချကျွေးနေတယ်ဆိုတာတော့ကျွန်တော်ယုံမတန်ပြခင်းခင်းနဲ့ပြောလို့ရနေတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ပေါ့နော်ကိုစီရနေပြီတော့မှ PDF တွေကိုအားချောင်းပြီတော့မှခုဆိုရင်သူရဲ့အောက်ခြေက owner ချိုးကန်းတွေကိုအလူလေးပန်းပြပြီတော့မှတွားလို့နေတဲ့ငပောက်ကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်စစ်ကြည့်လိုက်ရအောင်နော် ာဟိုကောင်းကခြေထောက်ပြတ်နေတာနော်။ကောင်းကောင်း။အဲဦးစိတ်ကောင်းပြတ်လား။ဦးစိတ်ကောင်းလားနေတယ်။နေရမရှိဦးစိတ်မဲမြေဘွက်တွေအိမ်တွေဘာတွေခဏီးပေးမလားစိတ်ကိုယ်ဦးစိတ်ကောင်းလားနေတယ်။နော်။ဟောတော့ကတော့ငါပေါ့ငါပေါ့ငါပေါ့။ဒါတော့မာဒီနေတာ။ဒါတွေကိုပြတော့လေကျွန်တော်88မှာပြည်သူတွေကခဏလေးသွေးအေးဝါကြတာကိုပဲပြောမယ်ဘောဖိနေသားညာစကားကြည့်ပြီးတော့လည်းပြောပါစို့အခုကြည့်ပါဒါအခုကိုရီးယားတိတ်နေလို့เนาะမတိတ်လို့ရှိရင်သူတို့လုပ်နေတဲ့ပုံတွေကြည့် တကယ်မတင်သူတို့ပဲနိုင်တယ်တို့တို့ကောင်းနေတယ်ဘာတကယ်တော့အအောင်ကောင်းတယ်အဒီနေ့ကျမှပြည်သူတွေအားလုံးတင်နေတော့ဒီကောင်လောက်ပေါ်ဖြစ်နေတာအမှန်တကယ်အရင်ခေတ်ကအခုလို Facebook social media တွေရှိတဲ့ခေတ်ကဆိုအာဟုတ်တယ်ဗီဒီယိုတွေကျင်းပေါင်းလို့တော့နောက်ထပ်အာဒီတော့ပတ်သက်တဲ့နောက်ဗီဒီယိုတွေနဲ့သူတို့ဖြစ်ကုန်မှာဒါပေမဲ့အခုခေတ်ကျတော့အားလုံးကတင်နေတော့နောက်ပေါက်ဆောက်ပေါ်ကွာဟုတ်တယ်မလားအဲ့တော့ငါပေါက်ကိုကောင်မျိုးကိုလူရတွင်းပြီးတော့သူတို့လုပ်နေတဲ့လူမျိုးကျွန်တော်အံ့ဖို့မဆိုဘူးငါပေါက်ကိုမျက်နှာကြည့်ပြီးတက်တဲ့မိကြီးမင်းပါလာစီးကကြလားမကြအောင်လားဒဲမဲမိကြီးသူဖြေရလားလို့ အဲ့ကောင်ပါလာတိကကြပြီးတော့ငရေသွားမှကောင်သာသနာဖြစ်တိကဒေဝဒတ်ကတော့အစ်စ်နဲ့မရှိတဲ့ကောင်ဒေဝဒတ်ကပညာတတ်တယ်နော်ဒေဝဒတ်ပညာငပောက်နဲ့နှိုင်းချေလို့တော့မရဘူးအချိန်ကျန်တွတ်တန်းဝင်မဲ့ဒေဝဒတ်ငပောက်လို့ကောင်ပြောကဘာမှနဲ့သုံးစားရအောင်တခိုးချဖို့တိကအလေသားချောင်းလို့တင်ငန်းချုံပြီးတော့ပတ်ဝန်းနဲ့လိုက်လို့ပြီဒီတော်လိုင်းပြီးတဲ့တိုင်အဲ့ဒီကောင်စားဘာလို့ငါစောက်ကြည့်မယုံကြည်တဲ့တော်လိုင်းအောင်မြင်ပြီးငပောက်လို့ကောင်းပြီးဘာလို့လဲဒါကြောင့်မလို့ကျွန်တော်ကပြောငပောက်ကိုဖမ်းပြီးကျွန်တော်ရေစုံဆက်တယ်ညမတက်ပြောတာနော်မှန်လို့လက်ပြားနဲ့တော့မထိနဲ့ ငါပေါ့ကတီးတန့်ကျွန်တော်အဲ့ခံတွေးမွေးနေလို့နော်နေတိုင်းဒီလားနေတိုင်းနေတိုင်းအဲ့ခံတွေးမွေးနေလို့နော်ဒါကြောင့်မလို့ငါပေါ့နဲ့ပတ်သက်လို့မိလို့ရှိရင်မတတ်ပါနဲ့ဘာမှမလုပ်ပါနဲ့လက်ပြားနဲ့တော့မထိပါနဲ့ဒီလားယွမ်းအားကြီးလို့ဒီလားလက်ပြားနဲ့မထိရဆိုတော့ဒီကဘုစိတ်ကူလို့မဟုတ်ယွမ်းအားကြီးလို့နော်အဲ့တော့ပြောချင်းပါကိုစီရတော့ငပောက်ဖမ်းမိပြီဆိုတာနဲ့ပေါ့နော်အယုံဆုံးတွေးမဲ့လူဆိုတာကတော့သူကိုယ်တိုင်ထုတ်ပေါ်ပြောကြားသွားတာပဲဖြစ်ပါတယ်ဒီလိုမျိုးအရေးချုံပြီးတော့မှခုဆိုရင်ကျွန်တော်ပြီးသူတွေစီကနေပြီးတော့မှ ဝင်းရဲတောင်းခံဓမြတိုက်နေတဲ့အုပ်စုတွေထဲမှာတော့ဓမြကောင်းဆောင်ငပောက်ပါဆိုရင်ကျွန်တော်တို့မန်းလေးဘက်မှာပေါ့နော်တော်တော်လေးသူဆူးနေတယ်လို့သိရတာပဲဖြစ်ပါတယ်အခုဆိုရင်တွန်းနေပြီးတော့မှသူရည်ပြူခွေးတယ်ဒီတိုက်ပွဲမှာပေါ့နော်ချစ်ပြက်လျပြက်နဲ့လူမျိုးငါပြက်နေကြတော့တွန်းနေပြီးတော့မှအလူလေးပန်းပြက်ပြီးတော့မှကျတို့မြို့ဘပီသူတွေကိုအချင်းထက်ပို့လွှင့်နေတာပဲဖြစ်ပါတယ်။ဒီကောင်တွေကတော့မကြခင်မှာတော့ကျတို့မြို့ဘပီသူတွေရဲ့နေအိမ်တွေစီမှာဒီဆောက်လေးတွေရောင်းပြတော့မှာပေါ့နော်။သူတို့အနေနဲ့ဒီတိုက်ပွဲမှာဘယ်လိုမျိုးဖြစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှဝါရဖြန့်ချင်းထက်အောင်မဲ့အုပ်စုတွေဖြစ်တယ်ဆိုတာကျတို့ပြောလို့ရနေတာပဲဖြစ်ပါတယ်။ ကျွန်တော်ဒီတော်လိုင်းရဲ့ပြည့်တဲ့ချိန်မှာတော့စစ်ခွေးတတိုင်းနဲ့ဒီလိုမျိုး lobby အကြီးစားတွေကိုလည်းပြန်ပြတော့မှတခါတည်းပေါ့နော်မြေလန်ရှင်းထုတ်မယ်ဆိုတာကျွန်တော်အခုဆိုရင်တွေးနေရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပုတ်နေတဲ့ဘူဂျီနီမျိုးစရံနေပြတော့မှပေါ့နော် ILO ဖွဲ့စည်းထံမှာမြောက်လိုင်းနဲ့သူတို့ပေါင်းပါတွေရဲ့ဆေးရဆွဲမှုတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်မိဘပြည်သူတွေအတွက်ဗန်ကြားထားတဲ့ဟာလေးကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် Dear distinguished international delegates attending the ILO director general and governing body meeting. The current situation in our country, Myanmar, evolved daily air strikes with 500 pound and 1000 pound bombs. Employers and employees are being killed and destroyed. Both employers and employees are fleeing from war. The entire economy is affected. Those past days, within the last 70 years, have been the worst period over 10,000 workers and employers unjustly imprisoned by the military council are scattered throughout prisons nationwide. They are being subjected to torture and arbitrary extrajudicial killings by the military council. Political prisoners are also dying from illnesses brought from outside the prisons and from diseases within the prisons. Due to lack of medical treatment, a prime example is Dr. Zomimong, the chief minister of Manali region. Dr. Zhang died because he was denied medical treatment in prison. As long as the military council coup continues, workers and employers inside and outside prison will continue to die. The number of war refugees will increase. Hunger will worsen, and war mm. related diseases among those displaced will escalate. The upcoming rainy season will exacerbate the situation. Therefore, I implore you not to be swayed by the military council's delaying tactics. The longer this goes, the more the people of Myanmar will suffer. The terrorist military cannot be trusted at all. I humbly request that the ILO Director General and all the international delegates attending today's governing body meeting take strong and immediate action against May Online's Multi Council without delay. ဘိုဂျူနီမျိုးစံရဲ့ဒီမှာတကောပြန်ပြပြီနော်မြောက်လိုင်းတို့အုပ်စုအနေနဲ့ <laughs> ရုရှားတော်ပြည်တော်မှာပူတင်ကိုကြွေမြင့်ဆိုပြီးဖားရပြည်တော်မှာတိုင်းပြည်နယ်လူမျိုးကိုကပ္ပလည်းမှာအရှိခေါ်ခဲ့တာနဲ့ဆိုင်တော့ကျွန်တော်ဘူဂျီမျိုးစင်တို့လိုဓမ္မပြတော်သားတွေကဘီလောက်ထိပညာသားတွေဆိုတာကိုကျွန်တော်အခုဆိုသွင်းနေရတာပဲဖြစ်ပါတယ်။သူပြောတဲ့ပုံရတော့ကျွန်တော်ဒီပြည်သူပြည်သားတွေဟာဆိုရင်မြောက်လိုင်းနဲ့သူတို့ပေါင်းပါတွေရဲ့ဒီပေါင်းခဲ့ပေါင်းတော်မုန်းနေနေပေါ့နော်။နေ့စဉ်နဲ့မြလေးချောင်းတက်ခဲမှုတွေခံနေရတာပုံမှာအခုဆိုရင်လည်းကျွန်တော်နိုင်ငံရဲ့အချင်းသားတွေနဲ့ပြည်သူတွေဟာဆိုရင်ထောင်ထဲမှာငပြတ်မှုတွေနဲ့ဆေးဝါးလုံးလုံးမရမှုတွေအတူတည်ဆုံမှုတွေရှိနေတယ်ဆိုတဲ့အကြောင်းပေါ့နော်။အားလုံးပေါ်ဆေးတွေထံမှာ ဇာနင်ပြရမတင်ပြထားတာပဲဖြစ်ပါတယ်။အဲလိုမျိုးနဲ့တခြားဒီနိုင်ငံကဖွဲ့အစည်းတွေနဲ့မျောလိုက်တဲ့ရဲဒီလိုမျိုးပေါ့နော်။စစ်တိုက်ရာဇဝမှုကျူးလွန်မှုတွေကိုအမြန်ဆုံးအရေးယူပေးဆိုတင်နေတယ်ဆိုတဲ့အကြောင်းလဲကျွန်တော်အားလုံးသိရှိပြတာမို့လို့ကျွန်တော်အနေနဲ့ဒီဒူတာတေးလိုမျိုးပေါ့နော်။နောက်ထပ်မျောလိုက်ကိုဖန်ဆီးဖို့ဒီနေရာကနေအကြံပြုပြောလိုပါတယ်။မဟုတ်ဘူးဆိုတော့ကျွန်တော်ပြည်သူတွေရဲ့နေစဉ်ဘွားကတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေမတရားဖိနှိပ်တပ်ဖြတ်ခြင်းကိုနေစဉ်နဲ့မြန်ခံနေရမှာမို့လို့ပေါ့နော်။ကျွန်တော်ပြည်သူတွေကိုငဲညာထောက်ထားပြတော့မှဒီတော်လိုင်းမှာပူပန်ပေါ်နေကြတဲ့ပြည်သူတွေဘက်ကနေပြတော့မှလဲဝိုင်းဝန်းကူညီမယ်ဆိုရင်ကျွန်တော် ကမ္ဘာပေါ်မှာပြည်သူတိုင်းအလိုရှိနေတယ်ပေါ့နော်ဖက်ဒရယ်ဒီမိုကရေစီနဲ့လူအခွင့်အရေးတွေကိုအတန်းတူရရှိနိုင်တော့မယ်ဆိုတဲ့အကြောင်းပြောကြရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးစိတ်ချမ်းသာကိုကြမ်းမှချင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ channel နေလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။